ြင်းမန်းတာပေါ့သူကိုခောင်းကြည့်လိုက်ပြင်းမန်းကိုခောင်းမရိုက်လိုက်ရအင်းကြီးဒီလဲအဲငါသာသူ့နေရာမှာဆိုယူတော့မှာပဲလို့ဘာဆိုအကုန်လုံးလည်းပြောရပြီးတော့သူ့အတွက်လည်းဝတ်စားလဲရဝတ်စားလဲရဆိုတဲ့နေရာမှာလည်းဝတ်စားတွေကမိုင်းတို့ဒီဘက်ခေတ်လို T-shirt လေးကောက်ဝတ်လိုက် sport shirt အင်းကြီးလေးကောက်ဝတ်လိုက်လို့မရဘူးဟိုဘက်ခေတ်ကအပုံစံဆိုတော့အဲ့ဒါနဲ့လိုင်ရုံးကြီးထွေဖြစ်အောင်သူခမရလေတော်တော်ပြင်ပြင်မမလှုပ်လို့ရတာပါစိတ်ဝင်စားဖို့ကောင်းတယ်သူကပြုတ်ဝက်ချက်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒီပြုတ်ဝက်ချက်ကတော့ကကားကြီးမှပဲ တပီးတော့ဟိုစဉ်းစားပေါ့အဲ့လိုဝက်ချက်ကိုဖောနေရအဲ့ဒါဒီကဖွက်ထားတယ်အဲ့ဖွက်ထားတဲ့နောက်ကိုလိုက်နေတာဝိထုတအုပ်ရဲ့ထုံးစံအတိုင်းပါသူကဇက်ပြီးမှပဲဒါကတော့တိတာပေါ့ဒီတော့လောက်ရတော့ဒါပေမဲ့အဲ့လိုတော့တုံ့မိပါဘူးပေါ့ဒါပေမဲ့ဘာဖြစ်ဖြစ်သူကမတိတယ်လို့ပဲသူနေနေရပေါ့မန်တကယ်တော့လေဒီအင်းကြီးတအိမ်လုံးရဲ့အကြောင်းအရာကိုသူသိနေတာပေါ့အများကြီးတော့မလို့ရပါဘူးဘာကြောင့်လဲဆိုတော့အဲ့ရရိုးတဲ့ဖာကြီးလေအဲ့ဒီရကအကုန်လုံးပါနေရမျိုးပေါ့သူ့ဘာမိမိသူကခေါင်းမွဲခါတာမသိဘူးသိလဲသူကမသိဘူးဒါမျိုးပဲပြောရဆိုတော့ ပရိအန်နေလေးမှာပဲစကားပြောတာပါတယ်ခက်တယ်ဆိုမဲ့လည်းမကြီးတို့ကတော့ခက်တဲ့ဟာလေးလည်းမကြီးလည်းလှုပ်ရတာပေါ့ကလေးတွေကလည်းပြောမဲ့သာပြောတာမကြီးအဲ့ကလေးတွေနဲ့ကလည်းအကုန်လုံးကိုမကြီးမသိဘူးဟိုခုမှတွေးတဲ့ကလေးတွေလည်းအများကြီးပါတယ်ပေါ့နော်အဲ့ကလေးတွေနဲ့တူတွဲဖက်တိူးဆောင်ရတာဖြစ်တဲ့အတွက်မကြီးလည်းတတ်နိုင်ဆုံးသူတို့နဲ့လက်ရုံးကြီးထွေဖြစ်အောင်မကြီးတွဲဖက်တိူးဆောင်ထားပါတယ်အဆင်ပြေပါတယ်ဒါပေမဲ့ကလေးတွေကလည်းအကုန်တတ်ပါတယ်ပြင်းမှန်းတော့ဘောသူကိုကောင်ကြည့်လိုက်ပြင်းမှန်းကိုကောင်က ရိုက်လိုက်ရအင်းကြီးဒီလဲဟဲ့ငါသာသူ့နေရာမှာဆိုယူတော့မှာပဲလို့ဟောဆိုအကုန်လုံးလည်းပြောရပြီးတော့သူ့အတွက်လည်းဝတ်စားလဲရဝတ်စားလဲတယ်ဆိုတဲ့နေရာမှာလဲဝတ်စားတွေကမိုင်းတို့ဒီဘက်ခေတ်လိုတီရှပ်လေးကောက်ဝတ်လိုက်စပို့ရှက်အင်းကြီးလေးကောက်ဝတ်လိုက်လို့မရဘူးဟိုဟိုဘက်ခေတ်ကအပုံစံဆိုတော့အဲ့ဒါနဲ့လိုင်ရုံးကြီးထွေဖြစ်အောင်သူကများလေတော်တော်ပင်ပင်မမလှုပ်လို့ရတာပါဒါပေမဲ့မိုင်းရလေအိုက်ကားရိုက်တော့ဘာလို့အဆင်ပြေလဲဆိုတော့မိုင်းတို့အိမ်နဲ့လည်းနီးတယ်ရိုက်ကွင်းကမိုင်းတို့လမ်းထဲမှာပဲရိုက်တာအဲ့တော့ရဟန်းအဆင်ပြေသွားကိုယ့်အိမ်ကနေဆိုအဲ လွန်ကျော်မောင်းကတမနစ်ပေါ့တလန်းနဲ့ဆိုအဲ့မရရရှိတဲ့မနစ်မိုးလင်းအစောကြီးရောက်နေတာကိုခါတော့အဲ့ဒီအော်မဆိုးရကျွန်တော်ထဲတော့ရေးရတယ်မနစ်ဆို၈နိုင်ဆိုအစီမောင်းကတော့ဘာမှမလုပ်စရာမှမလိုတာမိကက်လည်းလူစရာတိတ်မလိုဘူးအဲအဲပြီးတော့စကားလည်းတိတ်ပြောစရာမလိုမိုးလင်းအဲ့မှာရှိတယ်မှာထိုင်ပြီးတော့ပြီးရင်ထမင်းစားရင်အိမ်ပြန်ပြီးထမင်းစားတယ်ပြီးရင်ပြန်လာတယ်အဲ့နေမဲ့ကားပြီးသွားတာပါဖေဒါလေးတော့ရိုက်ရင်ကောင်းမလားဆိုကိုခါလည်းအဲ့လိုစောက်တော့မဆွေဒါလေးကတော့ဘယ်လိုလုပ်ရင်ကောင်းမလဲအများကြီးတိုက်မပြတ်တယ်ကိုခါစအရန်ဖတ်တယ်လीအ ဆိုင်ရံဖတ်တဲ့လူဆိုတော့သူကလည်းဟိုသူ့လို support တဲ့လူစီကအကြံဉာဏ်လေးသူတောင်းတာပေါ့နော်အခါကျတော့မကြီးကလည်းဒါလေးဖတ်ပြီးကောင်းတဲ့လူကဒါလေးကတော့ဇလန်တွဲလေးလုပ်တဲ့လေဒါလေးကတော့ပြန်ရိတ်တင်နေဒါလေးကတော့ရွှေရှင်ကားကြီးဆိုတော့အဲ့ဆောက်ကလေးကိုကိုခန့်ပေးတော့ဆောက်ကလေးကလေဆောက်ရွက်တိုင်းဆောက်ရွက်တဲ့ဆွေးမြည်နေမိတာအဲ့တော့ကိုကပလတ်စတစ်အိတ်ဟိုဟာလေးနဲ့ zip lock အိတ်ကလေးနဲ့တေးချထည့်ပြီးတော့ဆိုအဲ့ဒါဖပါကိုကိုပါလေးအိတ်ခုံမုံဝါဝါပြဲချင်းချင်းပြဲကုန်ပါဆိုလို့လေအဲ့လိုလေးတည်တည်ချာချာဖတ်ခဲ့ပါဆောက်ကလေးကတော်တော်လေးကိုခေါင်းနေတဲ့ဆောက်ကလေးဆိုကိုကတော့သိနေတယ် အဲ့ဖတ်ပြီးတော့ခခန်မကြီးတော့ဘယ်လိုစဉ်းစားလဲဆိုတော့ကားကြီးပဲဆိုဒီကားကိုပေးတဲ့ကစိတ်ဝင်စားနိုင်လားပေးတဲ့လက်ခံနိုင်တဲ့ကားမျိုးလားပြင်းစရာကောင်းပါလားလူရှင်အတွက်လားဇာလန်းတွဲလားအဲ့လိုမျိုးတွေမကြီးကိုထည့်စဉ်းစားတာပေါ့နော်အဲ့ခခန်ဇာလန်းတွဲရိုက်ချင်တယ်ဆိုတော့ဒါဇာလန်းတွဲဆိုရင်တော့လေးကကောင်းတယ်လူရှင်အတွက်ဆိုရင်တော့တမျိုးဖြစ်ကောင်းဖြစ်မယ်ဟိုအကုန်လုံးချုပ်ပြက်လိုက်ရတာမျိုးဖြစ်တဲ့အတွက်ဆိုတော့အဲ့ခခန်ရတယ်ကောင်းတယ်ဆိုပြီးတော့ကောင်းတယ်ပုံပြက်တော့အဲ့မတော့ရှမ်းပြည်ဘက်ပေါ့ရှမ်းပြည်ပင်တယာ ရိုက်တာပေါ့နော်ဟုတ်ဆရာအဲ့ဒီဒေတာနဲ့ရိုက်မှာတော့အဲ့စမ်းမီရစမ်းမီမှာရှိရဲ့အဲ့အိမ်ကြီးတဲ့အိမ်မှာဖြစ်နေတဲ့အကြောင်းအရာတွေပေါ့အိုးမောင်တန်တန်ရမောင်ကိုပဲစတာလေမောင်လည်းတစားရှိရမယ်မောင်လည်းအဲ့ဒါတော့ဆရာကြီးမောင်ကတော့ဆရာကြီးမောင်ကလူခနိုင်တယ်အာဝင်တယ်ကွာစိတ်ဝင်စားဖို့ကောင်းတယ်သူကပြုတ်ဝက်ချက်တစ်ခုရှိတယ်ပေါ့နော်အဲ့လိုဝက်ချက်ကတော့ကားကြည့်မှပဲတပီးလို့စဉ်းစားပေါ့အဲ့လိုဝက်ချက်ကိုဖောနေရ အဲ့ဒါဒီကဖွက်ထားတယ်အဲ့ဖွက်ထားတဲ့နက်ကိုလိုက်နေတာဒါပေမဲ့ဇလန်တွဲလေး loose with to တော့ရဲ့ထုံးစံတိုင်းမှာ तू ကဇက်ပြီးမှပဲဒါကတော့တိတာပေါ့ဒီတော့လောက်ရတာဒါပေမဲ့အဲ့လိုတော့တုံ့မိပါဝေးပေါ့ဒါပေမဲ့ဘာဖြစ်ဖြစ် तू ကမတိတယ်လို့ပဲသူနေနေရပေါ့မှန်တကယ်တော့လေဒီအင်းကြီးတအိမ်လုံးရဲ့အကြောင်းအရာကို तू တိနေတာပေါ့အများကြီးတော့မလို့ရပါဘူးဘာကြောင့်လဲဆိုတော့အဲ့ရရိုးတဲ့ခွာကြီးလေဒီကတော့အကုန်လုံးပါနေရမျိုးပေါ့ तू ဘာမိမိ तू ကခေါင်းမွက်ခါတာမတိဘူးတိလဲ तू ကမတိဘူးဒါမျိုးပဲပြောရဆိုအင်းကြီးလေးတစ်ခုပဲ မအန်ဒီလေးတစ်ခုပဲပေါ့ပရီအန်ဒီလေးမှာပဲစကားပြောတာပါလာလုတ်တော့လုတ်ပါတယ်ထက်တယ်ဆိုမဲ့လဲမကြီးတို့တက်ကတော့ထက်တဲ့ဟာလေးလဲမကြီးလက်လုတ်ရတာပေါ့ဆရာဆရာကြီးရဲ့ဝိထုကိုရေးရတာဆိုတော့သူ့အနေနဲ့လဲတာဝန်ကြီးမှာပါဒါပေမဲ့မကြီးကြည့်ရတာတော့ကောင်းပါတယ်သူကလဲသူ့သူပြောသလိုပေါ့အဲ့ဒီဘက်ခစ်ကခေါ်ဝေါ်လေးတွေအုံလုံးလေးနေသူပြောခဲ့တာဆိုတော့အဆင်ပြေပါဘူးဟောမကြီးကတော့ဝိထုဖတ်လိုက်တာပေါ့ ဝတ္ထုပတ်လိုက်တော့ဝတ္ထုထဲမှာဒီလိုဒီလိုဒီလိုဆိုရဲတခါကျရင်မိုင်းတို့အဲ့တိုင်းပဲသွားရမှာပဲလေဒါဇက်ညင်းကတော့အဲ့ဒါကိုစင့်ပွားပြီးသူကပြောတာပေါ့အဲ့တော့အဲ့ဒီဟာလေးကိုပဲမိုင်းတို့စူးစမ်းပြီးပြုဆောင်လိုက်တာဆိုတော့ဒါကတော့ဇက်ညင်းဝတ္ထုနဲ့ဇက်ညင်းပေါ်မှာအများကြီးမူတည်ပါတယ်မိုင်းတို့ကောင်းတယ်မကောင်းဘူးဆိုတာဝတ္ထုကောင်းရင်ဇက်ညင်းကောင်းရင်မိုင်းတို့လည်းကောင်းလာမှာပါပဲအဲ့တော့ဒါလေးကမနေ့ပြန်ဆက်ပြီးတော့မောင်မြတ်ဒါလေးကပြတော့မှာပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေးသက်ဒီအားလုံးလည်းဒီမောင်မြတာလေးကိုကြည့်ရှုအားပေးပါဦးလို့မကြီးကဒီနေ့ကနေဖိတ်ခေါ်ပါရယ်အားလုံးကျေးဇူးတင်ပါတယ်